ိုးဘိုးကသူ့ရဲ့သားကြီးတွေကြီးလာတဲ့အထိပင်ပင်မမန်လောက်ကန်ပြီးတော့ကျွေးမွေးလာပေမဲ့သူအသက်ကြီးလာတဲ့အခါမှာတော့ဘသူမှသူ့ကိုကျေးဇူးပြန်မဆက်ချင်ပါဘူး။ဖိုးဘိုးကိုဘောလုံးကန်တယ်လို့ပဲကန်ထုတ်သွားကြတာဖြစ်ပြီးတော့ဘသူမှလည်းတာဝန်မယူချင်ကြတာဖြစ်ပါတယ်။ဒီနေ့မှာတော့ဂျီကန်လေးတကောင်ကအသက်ကြီးနေတဲ့ဂျီကန်ကိုအစာကျွေးနေတာကိုအဖိုးကတွေ့လိုက်ပါတယ်။သူကြီးနေတဲ့ချိန်မှာတော့သူ့ရဲ့အငယ်ဆုံးသားကသူ့ကိုဆဲလိုက်ပါတယ်။ဘိုးတော်ကြီးဘာတွေပြောနေပြန်ပြီလဲ။ဂျီကန်လို့ချင်းတပင်မော်တက်အလုတ်နေနေခိုင်းတာနဲ့နင်းကညွန်ညင်နေပြီလားဆိုပြီးတော့ပြောပါတယ်။သူ့ရဲ့ဂျေဇူးကန်နဲ့တားသုံးရောက်အကြောင်းကိုတွေးပြီးရဲ့နောက်မှာတော့ အဖို့ဟာမျက်ရည်တွေကျနေခဲ့ပါတယ်။သူအရန်ကိုစိတ်ဆင်းရတာကြောင့်ပဲအိမ်ပြန်ပြီးတော့ဇွဲကျူးချသေးဖို့အတွက်ပြင်ဆင်နေပါတယ်။သူ့ရဲ့သမီးပြန်ရောက်လာလို့သာအသက်အန္တရာယ်ကနေကင်းဝေးသွားခဲ့တာပါ။သူပြင်နေတဲ့နေရာအရန်ကိုဆုတ်ပြတ်နေတာကြောင့်ပဲသူ့ရဲ့သမီးဟာဒေါသထွက်သွားခဲ့ပါတယ်။သူ့ရဲ့အကိုကြီးကိုလည်းတွားပြုံးမလို့သူ့ရဲ့အကြီးဆုံးအကိုနှစ်ယောက်ကအိမ်ထဲကိုပြေးဝင်သွားခဲ့ပါတယ်။သူ့ရဲ့အငယ်ဆုံးအကိုကတော့နှင်းနေလို့အတားခံလိုက်ရပါတယ်။ဒါမှမဟုတ်သူ့ရဲ့မိန်းမကလည်းမလွယ်ပါဘူး။ဟေးရောင်းမအရန်ပြုတ်တက်တာပဲနော်။စိတ်သားကောင်းတာကပတ်စံရလို့လား။သားသမီးတောင်းဝင်လို့ပြောရရင် နင်းမလည်းရှိတာပဲနင်းပါလို့သူ့ကိုမခေါ်သွားရလေနင်းကျတော့ဘလောက်ထိတာဝန်ကျေလို့လဲတွားရအောင်သူ့ကိုအဖက်လို့မနေနဲ့အဲ့လိုပြောပြီးတော့သူ့ရောင်းမရဲ့စကားကြောင့်ပဲကောင်မလေးဟာစိတ်မကောင်းဖြစ်သွားခဲ့ပါတော့တယ်ညာဘက်ကိုရောက်လာတဲ့အခါမှာတော့အိပ်ပျော်နေတဲ့အကိုကြီးကချက်နှင်းကအတန်းကြောင့်လန်နိုလို့လာခဲ့ပါတယ်ချောင်းကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့ညီမလေးကပေါတူးနဲ့တစ်ပင်အောင်မှာတခုခုကိုတူးနေတာပါအတန်ရင်ကြတာကြောင့်ပဲကျန်တဲ့နှစ်တွဲကလည်းနိုးလာခဲ့တာဖြစ်ပြီးသူတို့ညီမလေးကမြေထဲကနေထွက်လာတဲ့ပစ္စည်းတွေကိုချင်းလေးကိုထည့်နေရလဲတွေ့လဲရတော့အဲ့ဒီပစ္စည်းတွေကို သူတို့ရဲ့အဖေလှုပ်ဝဲထားတဲ့ဂျေတနာရီလို့ပဲမှတ်လိုက်ကြပါဗျ။သူတို့ညီမလေးတွေသွားတဲ့အချိန်မှာသူတို့သုံးယောက်ဟာတပင်းအောက်ကိုရောက်သွားပြီးတော့လိုက်ပြီးရှာကြပါဗျ။ဒီရောက်ကိုအကျွေးသေးတပြားကောက်ရတဲ့ခါမှာတော့ဂျေတနာရှိတဲ့အကြောင်းကိုသူတို့ပို့ပြီးတော့တေးကြသွားတာဖြစ်ပြီးလူတွေမသိသေးခြင်းလုပ်ကုန်မလုပ်သင့်ဘူး။လာငါတို့သွားကြည့်အောင်နဲ့။အဲ့နောက်မှာတော့သူတို့တွေဟာသုံးယောက်သားပြတင်းပေါနာကသွားပြီးတော့ကြည့်ပါလေ။သူတို့ရဲ့ညီမလေးကအနေရောင်ခေါင်းတစ်ခုကိုချုပ်နေတာပါ။သူတို့ရဲ့အဖေကိုခေါ်သွားဖို့လေပြောနေတာဖြစ်ပြီးတော့ခေါင်းရဲ့အကြောင်းကိုသူတို့သုံးယောက်မသိစေနဲ့တဲ့။ ကြားကြရမလားခေါင်းထဲမှာပတ်စံရှိကိုရှိရမယ်မနေ့ပြန်သူတို့တိုက်ရအောင်နောက်နေ့မနေ့မှာတော့ကောင်မလေးဟာသူ့အဖေကိုအိမ်ခေါ်ဖို့အတွက်လုံနေပါတယ်သူ့ရဲ့အကိုတုံယောကတော့အရှိကနေလမ်းလာပိတ်ထားတာဖြစ်ပြီးအခုချိန်သူတို့တုံယောရဲ့အမြင်မှာသူတို့ရဲ့အဖေဟာစီးတင်ဥစ္စာရဲ့ဖရာသခင်ဖြစ်သွားပါပြီသူတို့တုံယောစလုံးအချင်းစိုးတွေကိုပြင်ပြီးတော့မှသူတို့ရဲ့ဖေကိုကောင်းကောင်းလေးပြုစုပေးမယ်လို့ကတိပေးနေပါတယ်အဲဒီစကားပြောပြီးတဲ့အခါမှာတော့သူတို့ဖေလက်ထဲကခေါင်းကိုတွားပြီးတော့လှူပါတယ်အဲ့ဒီချိန်ကနေစပြီးတော့သူတို့တုံယောဟာသူတို့ဖေကိုလူရက်ပြီးတော့ပြုစုနေပါတော့တယ် သူတို့ရဲ့မိမာတွေပါဝင်ဖြစ်ပြီးတော့မှအချိန်တစ်ခုကြာသွားတဲ့အခါမှာတော့သူတို့ရဲ့အဖေလေးဖြားပြီးတော့ကလေးမမလဲနေပါတယ်။အဖိုးရဲ့တားသုံးယောက်ကျတော့သူ့ရဲ့အကူဂိမ်းဆိုင်ပင်နဲ့ခေါင်းကိုလိုက်ပြီးတော့ရှာနေတာဖြစ်ပြီးခေါင်းကိုရှာမလို့ရကြောင်းပဲသူတို့ရဲ့ပင်ကိုစရိုက်ပေါ်လာခဲ့ပြီးတော့အဖိုးရဲ့လေပင်ကိုသွားပြီးတော့ညက်ခါခေါင်းအချောင်းကိုမင်းနေပါတော့တယ်။အဖိုးကတော့နင်တို့ရဲ့ညီမလေးကိုခေါ်လာလိုက်အဲ့လိုပြောပြီးတော့ဒေသွားခဲ့ပါတယ်။အဖိုးရဲ့တာသုံးယောက်ကတော့သူတို့ရဲ့ဖေးတည်သွားခဲ့တာကြောင့်ဝမ်းနေမနေကြပါဘူး။ခေါင်းကိုပဲစိတ်ဝင်စားနေကြတာဖြစ်ပြီးတော့သူတို့ရဲ့ညီမလေးပြန်ရောက်လာတဲ့အခါမှာ သူတို့သုံးယောက်ကခေါင်းအကြောင်းကိုမင်းနေပါတယ်။ကမာလီကလည်းမျက်ရည်တွေကျလာခဲ့ပြီးတော့သူ့ရဲ့ကိုသုံးယောက်ကိုလည်းစိတ်ပြက်လို့တွားခဲ့ပါတယ်။ကမာလီပြောတော့သူတို့ရဲ့ဘေးရဲ့အတုပပြီးတော့မှအလိမ်မာဆုံးသားကိုပေးလိုက်မယ်လို့ပြောနေတာဖြစ်ပြီးအဲ့တော့အကြီးဆုံးသားကအကောင်းဆုံးအခေါင်းကိုလှုပ်ပေးမယ်လို့ပြောပါတယ်။အလက်ကလည်းအကောင်းဆုံးအင်ဂျင်ကိုဝယ်ပေးမယ်လို့ဆိုလာပြီးအငယ်ဆုံးကတော့အကောင်းဆုံးတင်းချိုင်းမြေကိုဝယ်ပေးဖို့တဲ့ပြောနေပါတယ်။သူရဲ့ဘေးကိုမြေချတဲ့နေ့မှာညီကိုသွင်းယောက်ကအကျယ်ကြီးအောင်ငုံနေကြပြီးသူ့ရဲ့အကိုတွေဟန်ဆောင်နေတာကိုကြည့်ပြီးတော့ကောင်မလေးဟာစိတ်ဆိုးလို့သွားပါတယ်။ မငုံနေတော့ပင်မန်းသွားပြီလားထန့်ကိုဘောအားမရှိတော့အနီရောင်ခေါင်းမှာပင်ပါလေပြောအေးတွားယူလိုက်အဖေရဲ့ခေါင်းဆိုတယ်မှာရှိတယ်အနီရောင်ခေါင်းရဲ့တင်နေရာကိုသိရှိသွားတဲ့ညီကိုသွန်းရော့ဟာအရန်ကိုပျော်ရှင်လို့တွားကြပါတယ်သူတို့ဘေးရဲ့အိမ်ခံကိုအပြေးလွှားတွားကြပြီးသူတို့သွန်းရော့ဟာအနီရောင်ခေါင်းကိုလူနေကြတာပဲဖြစ်ပါတယ်သူတို့လူနေကြတဲ့အချိန်မှာတော့ခေါင်းကပြေးသွားခဲ့တာဖြစ်ပြီးခေါင်းထဲကနေကြောက်ခဲတဲ့ချုံနဲ့ဆောင်းဆန်းနဲ့နေလေပြုတ်ကျလာခဲ့ပါတယ်သူတို့ရဟအရန်ကိုမှအံ့ဩတွားကြပါတယ်အကိုကြီးကဆာရွက်တရွက်ကိုကောက်ကန်လိုက်ပါတယ် ဖေဖေကစင်းသားတယောက်ပါရွှေငွေဥစ္စာတွေမရှိပါဘူးနင်တို့ကိုကြည့်မိဖို့တဲ့တက်တက်လုံးအပင်ပန်းခံထားတယ်အနီရောင်ခေါင်းထဲမှာရှိတာတွေကကြောက်ခဲတွေနင်တို့ရဲ့နှလုံးသားလိုပဲကျေးဇူးကနေကောင်ကဒီစာကိုပဲမြင်လိမ့်မယ်တဲ့